လွန်ခဲ့တဲ့ပိုင်းမှာအေယာမနဆူကြီးရဲ့ပေါက်ကွဲမှုကြောင့်ဘိုးဘေးတခင်တာရတဲ့စီယာပျက်စီးသွားတယ်။အဲ့ဒီအတွက်ကြောင့် remote အကရိကလည်းဒီကဘာပေါ်ကိုနောက်တစ်ခါပြန်ဆင်းလာလို့ရနိုင်ပြီးဗီဒီယိုလေးစခင်ကျွန်တော် like နဲ့ subscribe နှိပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်။ remote အကရိကကဘာမြေပေါ်နောက်တစ်ခါပြန်လာမယ်ဆိုတဲ့အသံဝင်ကြတာနဲ့အားလုံးကထိတ်လန့်သွားကြတယ်။ရင်ဝဝံကအားလုံးပြောတယ်။အခုလောလောဆယ် remote အကရိကသူ့ရဲ့တစ်စက်ကိုဖျက်ဆီးလိုက်ပြီးတော့အကွဲကြောင်ကြီးရဲ့အပြင်ကနေကဘာပေါ်ကိုချောင်းကြီးနေတယ် ဒါပေမဲ့တကယ်လို့ remote aid ကဆက်ရချန်ရင်ခဲ့တဲ့ဒဇဲကိုဖျက်ဆီးခြင်းနဲ့ဆိုရင်အနည်းဆုံးတစ်နှစ်လောက်တော့အချိန်ယူရလိမ့်မယ်အဲ့တော့လူတွေစိတ်ထဲမှာမဘာထင်သွားလဲဆိုရင်သူတို့ကနောက်ထပ်ပျော့ပျော့ရွှင်ရွှင်နေရမှာဆိုလို့တစ်နှစ်ပဲရှိတော့တယ်အဲ့လိုဖြစ်တဲ့အချိန်ရေဝန်မကဆက်ပြီးတော့ပြောတယ်အခုအချိန်မှာတော့မဟာမိတ်စစ်တပ်ကအသုံးမဝင်တော့ဘူးကျွန်တော်တို့တွေတစ်နှစ်တော့ကုန်လွန်သွားပြီးရင်ပျက်စီးရမယ့်နေ့ကိုတကယ်ရောက်လာမယ်အဲ့ဒီနေ့ကိုဖြင်းရှင်းမဲ့နေရာတစ်ခုပဲရှိတယ်အဲ့ဒါကတော့နောက်ထပ်တင်ငေတာဘူဘေးတခင်တယောက်ကိုဖန်တီးဖို့ပဲ တိုင်ကေတာဘူဘေးသခင်ရဲ့အစင်းကိုရောက်ဘူးဆိုတာဘလို့မှမလွယ်ကူဘူးဆိုတာလူတိုင်းသိတယ်။ရင်ဝမန်ကဆက်ပြီးတော့ပြောတယ်။နောက်ပြီးကျမဒီကဘာဘောကဆွမ်းအားတွေအလုံးကိုအသက်သွင်းလိုက်မယ်။ပြီးတော့ရှ िख ေသခင်တွေရဲ့ဘူဘေးတိုင်ကေတာရှ िख ုနဲ့ရှင်းအောင်နဖျားပစ္စည်းကိုကူရဲ့ဆွမ်းအားကိုပေါင်းစည်းလိုက်မယ်။ကျမကိုတိုင်ကေတာဘူဘေးသခင်ဖြစ်လာအောင်ကူညီပေးကြပါ။လင်တုံကတွေးလိုက်တယ်။ဟာ၊ तू ကတကယ်ကိုဘူဘေးတိုင်ကေတာအစင်းကိုတန်လှန်မှုပဲ။အဲ့တော့ရင်ဝမန်ကိုပြောတယ်။ မင်းကဘိုးဘေးအဆင့်ကိုတန်လှမ်းသွားရင်ဘယ်လိုထူထားချက်တွေရှိလာမလဲပြီးတော့မင်းရှုံးနေသွားရင်ဘာတွေဖြစ်လာမှာလဲရင်ဝဝငါးဖြစ်တယ်အောင်မြင်မှဆိုပြီးတော့30ရာခိုင်နှုန်းလောက်တော့ကျမကယုံကြည်တယ်အကရေကျမသာရှုံးသွားမယ်ဆိုရင်တော့ကျမရဲ့ပြန်လည်မျိုးဖွားခြင်းကအကွဲပြီးကျမကပျက်စီးသွားမယ်သူ့စကားကြတော့စက်တက်မှရှိတဲ့လူတွေအလုံးကမျက်နှာပြတ်သွားကြတယ်သူတို့ကတိမ်ငေသားဘိုးဘေးတခင်ဒုတိယတစ်ယောက်ကိုဖန်တီးလို့ရမယ်ဆိုပြီးပျော်တော့မှရှိသေးတယ်ဒီစကားကြတော့တော်တော်လေးကိုစိတ်ထဲကျသွားကြတယ်လင်တုံးကထပ်မိတယ် မင်းအောင်မြင်သွားရင်ရောဘာဖြစ်မှလဲရေမမန်ကပြောတယ်တကယ်လို့ကျမအောင်မြင်ခဲ့ရင်ကျမအောင်မြင်သွားရတဲ့ဆိုတဲ့အတိတ်ပဲပါပဲရှင်ကတခြားဘာသိရှင်သေးတာလဲလင်းတုံကတေကြတဲ့အပြည့်ကိုမရတော့တေချင်းရှင်ချင်းတခင်မပဲကိုလှဲ့လိုက်တယ်တေချင်းရှင်ချင်းတခင်မအခုသူအမှန်တိုင်းပြောနေလားဆိုတာသိခွင့်ရှိမလားတေချင်းရှင်ချင်းတခင်မကရေမမန်ကိုပြောလိုက်တယ်ဂျူနီယာညီမလေးဒီလိုအချိန်မျိုးမှာမင်းသူ့ကိုဖုံးကွယ်ထားစရာမလိုတော့ပါဘူး ဘိုးဘေးအဆင့်ကိုအဆင့်တက်ဖို့ကြိုးစားတဲ့အခါမအောင်မြင်ရင်မင်းရဲ့ပြန်လည်မျိုးဖွားခြင်းအကွဲကြည့်သွားလိမ့်မယ်။ဒါပေမဲ့မင်းအောင်မြင်သွားရင်တော့မင်းရဲ့စိတ်ခံစားချက်တွေအလုံးအေးခဲသွားမှာပဲ။တကယ်တော့ဆရာအရင်ကပြောခဲ့သလိုပဲမင်းကငါတို့နဲ့မတူဘူး။ဒီစကားကိုကြတော့လင်တုံကရင်ဝင်ဝင်ကိုစိုက်ကြည့်နေတယ်။ပြီးတော့လက်သေးကိုကြက်ကြက်ပအောင်ဆုပ်ထားတယ်။လင်းတုံတလောက်ဒေါ်လာထွက်နေတာကိုမြင်တော့ရင်ဝံရဲ့မျက်လုံးတွေကအောက်ကိုစိုက်ကျသွားတယ်။လင်းတုံကထပ်မိတယ်။မင်းနေရာမှာတခြားသူတယောက်စံရောဖြစ်နိုင်မလား။ရင်ဝံကပြောတယ် ျမထက်ပိုကောင်းတဲ့တခြားကိုယ်စားလှယ်တယောက်ရှိသေးလို့လားလင်တုံကပြောတယ်လောလောဆယ်မှာတော့ငါကအတော်လေးကိုအဆင်ပြေတဲ့ကိုယ်စားလှယ်တယောက်ပဲလေဟုတ်တယ်မလားရင်ဝံဝံကခေါင်းခါပြီးပြောလိုက်တယ်ရှင်မဖြစ်နိုင်ဘူးအဲ့တော့လင်တုံကဒေါရတကြီးနဲ့အော်ပြောတယ်မင်းကဒီလောက်တောင်ကဘာကြီးရဲ့ကဲတင်ရင်ဖြစ်ကျင်နေတာလားရင်ဝံဝံကပြောတယ်ဒါကကျမရဲ့ကန့်ကြံမှာပဲလင်တုံကပြန်ပြောတယ်ဒါမင်းရဲ့နောက်ဆုံးဆုံးဖြတ်ချက်လားငါမအီချင်းနဲ့ပိုင်ဆိုင်ထားတဲ့ဆိုတာထင်ရှားနေတာပဲမင်းကိုဒီနီလန်အတိုင်းလုပ်ဖို့ဘာကြောက်တိုက်သုံးရမှာလဲ လင်တုံကလှက်ထွက်သွားဘူးလို့တော့ရှင်ဝံကပြောတယ်ခဏနေအောင်နောက်ဆုံးအဆင့်မှာကျမဘူဘီကြောင့်တုံးတဲ့ဘူဘီတိတ်ငေတာရဲ့ဆွမ်းအားတွေကိုလိုအပ်သေးတယ်ရှင်တို့ကိုထိန်ချုပ်ပြီးကျမကိုကူညီပေးဖို့မျှော်လင့်တယ်လင်တုံကရှင်ဝံရဲ့ပချံကိုပြန်လှည့်လာတော့ရှင်ဝံကအကြည့်လွှဲလိုက်တယ်လင်တုံကမေးတယ်ငါမင်းကိုနောက်ဆုံးမေးခွန်းတစ်ခုလောက်မေးပြရစေရှင်ဝံကပြောတယ်ဘာမေးမလို့လဲမေးလေလင်တုံကပြောတယ်အခုမင်းကရေခဲတက်ခင်မလားဒါမှမဟုတ်ရှင်ဝံလား ရင်ဝံကသူ့ကိုဘာမှပြတ်မပြောဘဲနဲ့ဒီတိုင်းပဲစိုက်ပြီးကြေးနေကြတယ်ခဏလောက်ကြာတော့လင်သွန်ကခေါင်းတစ်ဆက်ဆက်ညှိလိုက်တယ်ပြီးတာနဲ့လင်သွန်ကသူ့ရဲ့ကိုယ်ထဲမှာရှိနေတဲ့ဘိုးဘေးကြောက်သုံးဘိုးဘေးတင်ငေတာနှစ်ဖျားပြည့်စီအကလုံးကိုရင်ဝံစီပေးလိုက်တယ်ဘိုးဘေးကြောက်သုံးကရင်ဝံစီရောက်သွားတာနဲ့ရန်ကပေါ်လာတယ်ရန်ကလင်သွန်စကားတစ်ခုပြောမဲ့လို့တော့ရန်ကိုသူကလက်ကပြလိုက်တယ်ငါ့ကိုဘာမှမပြောနဲ့သူမကိုပဲသွားပြီးကူညီပေးလိုက်ပါပြီးတော့သူကပြောတယ်ကျုံမှလည်းလှုပ်ရှားတစ်ခုရှိတယ် ပြီးတော့ကျောက်ကနေရာနှစ်ခုမှာတချိန်နဲ့တူတူမရှိနိုင်ဘူးလေအဲ့ဒါကြောင့်ဒါကတစ်ခုသေးတော့နီလန်းပဲရန်ကမိတယ်မင်းဘာလို့မလုပ်လဲလင်သုံးကပြောတယ်ပြက်လင်မျိုးဖောက်ခြင်းအစဉ်ဒုက္ခတွေကိုဖျက်ကြော့မယ်ရန်ကအံ့ဩသွားတယ်မင်းဘာပြောလိုက်လဲဟုတ်တယ်လင်သုံးကပြန်ပြောတယ်ငါပြက်လင်မျိုးဖောက်ခြင်းအစဉ်၃ခုစလုံးကိုတစ်ခါတည်းဖျက်ကြော့မယ်ပြီးတော့လည်းရင်ဝံဝံပဲကိုလှည့်ပြီးပြောတယ်ရေခဲတစ်ခင်မှမင်းအောင်မြင်မယ်လို့ငါမျှော်လင့်ပါတယ်ဒီနေရာမှာငါ့မှာလှုပ်စရာဘာမှမရှိတော့ဘူးငါသွားတော့မယ် ပြီးတာနဲ့လင်တုံကအနောက်ရွှမ်းဒေသဘက်ကိုပြန်ထွက်သွားတယ်။လင်ချင်းကျူးချင်းတန်ကြားနဲ့တခြားလူတွေကလည်းလင်တုံရဲ့အနောက်ကနေလိုက်သွားကြတယ်။ရင်ဝံဝံကတော့လင်တုံထွက်သွားတဲ့ဘက်ကိုကြည့်ပြီးစကားသတ်သူလေးပြောလိုက်တယ်။ကျောင်းမကအမြဲတမ်းရှင်းကိုလိန်နေခဲ့တာတောင်းပန်ပါတယ်။တကယ်တော့ကျောင်းမကအမုန်းခံရဖို့ထိုက်တန့်ပါတယ်။နောက်ဆုံးမှာတော့လင်တုံကသူငငငကကြီးပြင်းလာတဲ့မြို့ကိုပြန်ပြီးရောက်လာတယ်။သူလေပေါ်ကနှစင်းလိုက်တာနဲ့လင်ချင်းကျူကသူ့ရဲ့နာကိုလာတယ်။ပြီးတော့သူ့ကိုမေးတယ်။အစဉ်ပြေရလား။လင်တုံကခေါင်းခါပြီးပြောတယ် ငါတောင်းပန်ပါတယ်။လင်းချင်းကြီးကပြောတယ်။ဘာမှတောင်းပန်စရာမလိုဘူး။လင်းသုံးကသူ့ရဲ့စိတ်ကိုသူပြန်ပြီးပြင်ဆင်လိုက်တယ်။ပြီးတော့လင်းချင်းကြီးကပြောတယ်။သွားရအောင်။မင်းကိုလင်းမိသားစုရဲ့အိမ်တော်ကိုလိုက်ပြမယ်။လင်းအိမ်တော်ကိုရောက်တာနဲ့သူနဲ့ရင်းနှီးကြတဲ့လူတွေမိတ်ဆွေတွေနဲ့လင်းသုံးကပျော်ပျော်ရွှင်ရွှင်နေတယ်။သူ့ရဲ့မိဘနှစ်ပါးတော့လည်းသူကအချိန်နေပေးတယ်။ပြီးတော့လင်းချင်းကြီးကိုသူ့ရဲ့ဆွေမျိုးတွေနဲ့လည်းလိုက်ပြီးတော့မိတ်ဆက်ပေးတယ်။ဒီလိုနဲ့ပဲတရက်လို့ကြတော့မွေပါလေးရဲ့လင်းတုံရဲ့သူ့အဖေရဲ့ကသူကြောက်တဲ့ပြုတ်ကြခဲ့တဲ့နေရာကိုသွားတယ် အဲ့ဒီချိန်မှာပဲမွေပါလေးကပြောတယ်ဒီနေရာကိုကျွန်တော်မှတ်မိတည်တယ်အကူကြီးကဘိုးဘီကြော်သွုံကိုဒီနေရာကနေရခဲ့တာလင်သွုံကပြောတယ်အထဲမှာနဆူဝိညာဉ်တော်ရှင်းနေတာကိုငါတီးခဲ့ရင်အဲ့တော့ငါအဲ့ဒီအရာကိုပြန်ပြီးလွှတ်ပြစ်လိုက်ပါသေးတယ်မွေပါလေးကပြောတယ်အစတော်ကတော့ကြားကလိုက်လာမယ်ဆိုပြီးတီးတီးရှာပြောထားတာသူကဖယိုဖယဲဘိုးဘီတိတ်ငေသားကိုတော့ပြန်ပြီးချင်းနေတာဒါပေမဲ့ကျွန်တော်ကသူ့ကိုဒီလိုမလုပ်ဖို့တားလိုက်တယ်နောက်ရက်တွေကျရင်ကျွန်တော်တို့ကိုအကူကြီးနဲ့အတူတူနေခွင့်ပြုပါကဘာကြီးပေါ်မှာဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော်တို့လည်းမဆိုင်ဘူးတကယ်လို့သူတို့အောင်မြင်သွားရင်ကဘာကြီးကကဲတင်ခံရမှာပဲတကယ်လို့သူတို့ကြွရှုံသွားရင်တော့အဲ့ဒီချိန်ကျရင်ကျွန်တော်တို့ရုံကန့်စရာမလိုဘူးအားလုံးတူတူတည်သွားတဲ့အထိကိစ္စတွေကရိုးရှင်းသွားပါလိမ့်မယ်ဒီလိုနဲ့ပဲလင်းတော့ကသူ့ရဲ့အိမ်မှာလာပြန်နေတာတလားနီပါကိုချီသွားပြီတနေ့လို့ကြတော့လင်းတော့ရနေတော့မွေပါလေးကလင်းတော့ရဲ့နာမပေါ်လာတယ်လင်းတော့ကပြောတယ်ဘာကိစ္စလဲမွေပါလေးကပြန်ဖြေတယ်ကျွန်တော်ရထားတဲ့တည်င်းနေရသူတို့ကဖယူဖေးရဲ့နဆူပိလင်မှာဝင်းကပါကိုတိဆောက်ပြီးထားပြီး ားသင်ဖို့အဆင်သင့်ဖြစ်နေကြပြီလင်းသုံးကလည်းပြုံးလိုက်တယ်ဒါဆိုလည်းငါလည်းစားသင့်ပြီထင်တယ်ငါလည်းငါနီငါဟန်လည်းငါချိရတဲ့သူတွေကိုကာကွယ်ပေးရမှာပဲဖယိုဖယဲပင့်လည်းအဲ့ဒီနေရာမှာဝင်းကဘာတစ်ခုကိုဖန်တီးထားကြတယ်သေရင်ရှင်ရင်တခင်မကိုရင်ဝံကပြောတယ်ကဲငါတို့စားလိုက်ရအောင်ဟင်းလင်းမြင့်တခင်ကလည်းပေါ်လာပြီးတော့ရင်ဝံကိုပြောတယ်လင်းတော့ကပြန်လည်မျိုးဟချင်းဒုက္ခသုံးခုကိုဖျက်ကျော်ဖို့စူးစမ်းနေတာလားဆိုတာသိချင်လိုက်တာသူကတကယ်ကိုတစို့ထူသမားပဲမိတော်သခင်ကပြောတယ် ။ငါပြောချင်တာကမင်းပါလို့လင်တော်ကိုမစူးစားခိုင်းရတာလေ။သူ့မှာအရေးချင်းနေရှိပြီးသားပဲလေ။သူဒီလောက်ပြင်းပြင်းထန်ထန်လင်းကျင့်ထားရတဲ့ရည်ရွယ်ချက်ကလည်းဒီလိုအဖြစ်ပြန့်မှုမဖြစ်လောက်အောင်ကာကွယ်ပေးဖို့ပဲမဟုတ်ဘူးလား။မင်းပါလို့သူ့ကိုတခါတည်းနဲ့တန်းညင်းလိုက်တာလေ။ငါစိတ်ထင်တော့မင်းကသူ့ကိုနည်းနည်းလျှော့ပြီးတော့ပြောသင့်တယ်။ရင်ဝံကတော့မိတော့သခင်ကိုဘာမှပြတ်မဖြစ်ဘူး။ channel လူတွေပြောလိုက်တယ်ကဲငါတို့အစင်သစ်ပြင်လိုက်ရအောင်ပြီးတာနဲ့ရင်ဝံကအလယ်မှာတရားထိုင်တဲ့ပုံစံမျိုးနဲ့ထိုင်လိုက်တယ် ကျန်တဲ့သခင်ကတော့ပတ်ပတ်လက်မှာဝိုင်းထားကြတယ်။ရင်ဝံကပြောတယ်။ဘိုးဘေးသိမ့်ကိတာရှိခုသူ့ရဲ့စကားဆုံးရတာနဲ့ဘိုးဘေးသိမ့်ကိတာရှိခုလုံကပြန်ထွက်လာတယ်။ပြီးတော့ကောင်းဝင်ပေါ်မှာရှေ့အောင်သိမ့်ကိတာရှိခုဖြစ်ပြောင်းလဲသွားတယ်။ပြီးတော့သူကထပ်ပြောတယ်။နဗျာပျက်စီကိုကဘိုးဘေးကြောက်တော့မဟာပြတ်သူညင်ကြောက်တိုင်းသူတော်စင်အမှောင်တာဘယင်ချေမောကောင်းငင်ပြဖယိုဖယဲကြောက်ပစိစတဲ့နမေကြီးတဲ့နဗျာပျက်စီတွေကလည်းဘေးမှာတခုပြီးတခုပေါ်ထွက်လာတယ် အဲ့ဒီနတ်ဖျားပြည့်စည်တွေကလည်းသူရဲ့ပပတ်လည်းကိုဝိုင်းပြီးတော့နေနေကြတယ်နတ်ဖျားပြည့်စည်တဲ့နဲ့ဘိုးဘေးတဲ့ငယ်သားတွေကပပတ်လည်းဝိုင်းပြီးတော့ဝင်းကဘာပုံစံမျိုးဖန်တီးလိုက်ကြတယ်ဝင်းကဘာရဲ့အလယ်မှာတော့ရင်ဝံကထိုင်နေတယ်သူတို့ရဲ့အပြင်ဘက်မှာတော့ပြန်လည်မျိုးဖွားခြင်းအဆင့်ကိုတန်လှမ်းပြီးသားကျွမ်းကျင်သူတွေအများကြီးရှိတယ်။ရင်ဝံကပြောတယ်။စူးစီးလိုက်ကြတော့အဲ့လိုပြောလိုက်တာနဲ့တခင်နေတဲ့သူပြန်လည်မျိုးဖွားခြင်းအဆင့်ကိုရောက်နေတဲ့လူတွေအလုံးကဝင်ကဘာတဲ့ကိုစွန်းနေအာရုံထည့်လိုက်ကြတယ်။ဝင်ကဘာကနေထွက်ပေါ်လာတဲ့စွန်းရင်တွေကြောင့်ပင်လယ်ကလုံးဝကိုပြောင်းဆန့်သွားတယ် ။တခင်တွေကလည်းလက်ကနေတိမ်ကစားခုကိုပြောင်းလဲပြီးတော့စွန်းအင်းတွေထုတ်လိုက်တာနဲ့အကလုံးကရင်ဝံရခန္ဓာကိုယ်တွေကိုတန်ပြီးဝင်သွားတယ်။ဒါတွေအလုံးပြီးသွားတာနဲ့ရင်ဝံရခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ရေခဲတွေတက်လာပြီးနောက်ဆုံးမှာတော့ရင်ဝံကရေခဲရဲ့အလယ်မှာထိုင်လျက်တာဖြစ်သွားတယ်။တစ်ဖက်မှာတော့လင်တုံကလည်းပြန်လည်မျိုးဖွားခြင်းအစဉ်ဒုက္ခသုံးခုကိုဖြတ်ကျော်ဖို့ကြိုးစားနေတယ်။အဲ့ဒီသုံးခုလုံးကိုတခါတည်းဖြတ်ကျော်နိုင်လာသလိုရေခဲတခင်မှာတယောက်ပဲရှိတယ်။ကျန်တဲ့လူတွေကတော့တယောက်မှမလုံနိုင်ဘူး။အခုသူကအဲ့လိုမျိုးလုပ်ဖို့ကြိုးစားနေတယ် လင်းတော်ကစိတ်ကိုဆုံးဖြတ်ချက်ချပြီးတာနဲ့ချက်ချင်းဖြတ်ကြော်တယ်။မျက်လုံးကိုမှိတ်လိုက်တာနဲ့သူ့ရဲ့အသီးစိတ်ကပျောက်ကွယ်သွားတယ်။ဘေးနားမှာတော့မွေပါလေးလို့ခြင်တန်လို့ရှိနေတယ်။မွေပါလေးကပြောတယ်။နောက်ပိုင်းမှာတော့သူကသူ့ကိုယ်သူပဲအာကိုရတော့မယ်။ခြင်တန်ကပြောတယ်။အကိုကြီးလင်းတော်ကလုံဝါကိုအောင်မြင်မှာပါ။အခုဆိုရင်နှစ်ယောက်စလုံးကလည်းတီးတန့်လေးကျင်းနေကြတယ်။ရင်ဝံကတိုင်ငင်းသားဘိုးဘေးသခင်အဆင့်ကိုတတ်လှမ်းတယ်။လင်းတော်ကလည်းပြန်လည်မွေဝါဒုက္ခသုံးခုကိုဖြတ်ကြော်တယ်။ဒီလိုနဲ့ပဲအချိန်ကြီးကတနစ်ခွဲလောက်ကိုကြာသွားပြီ။ ဲ့ဒီအချိန်မှာပဲကောင်းကင်ဘုံကနေအလုံးတန်ကိုကြီးမားတဲ့မျက်လုံးကြီးတစ်လုံးကကဘာမျိုးကိုလှမ်းကြည့်နေတယ်။အဲ့ဒီမျက်လုံးကနေထွက်ပေါက်နေတဲ့နတ်ဆူးချီတရတဲ့အလုံးအမတန်ကိုကြောက်စရာကောင်းတယ်။ဖယိုဖယဲနတ်ဆုံပင့်လက်မှရှိနေတဲ့ကျွမ်းရင်းသူတွေအားလုံးရောတက်ခင်းနေအားလုံးရောလှမ်းဖြန့်သွားကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီမျက်လုံးကနေထွက်ပေါက်နေတဲ့နတ်ဆူးချီတွေကအားနေနေတဲ့စီးရဲစိတ်ကိုဖျက်ချော်ပြီးကဘာတဲကိုဝင်ဖို့စူးစမ်းနေလို့ပဲ။အဲ့ဒီမျက်လုံးကနေထွက်ပေါက်နေတဲ့နတ်ဆူးချီတွေကြောင့် အားနေတဲ့လူတွေဆိုရင်မသိရင်သူတို့ကောင်းနေပောက်ခွဲထွက်တယ်လို့ပဲခံစားသွားကြရတယ်အဲ့ဒီမျက်လုံးကြီးကလိုက်ကြည့်လိုက်ကြည့်ရင်လည်းနောက်ဆုံးမှတော့ရင်ဝံတီရှိနေတဲ့ဝင်ကဘာကြီးကိုမြင်သွားတယ်အလဲမှာတော့ရင်ဝံကရေခဲကြုံတို့မှရက်နေတော့ပဲအတန်တန်ထွက်ပေါ်လာတယ်သူကဘာလို့ဖို့စူးစမ်းနေတာလဲပြီးမှတခုခုကိုရိမ့်မိသွားတဲ့ပုံစံမျိုးနဲ့အဲ့ဒီအကွဲကြောင်တွေကနေနတ်ဆိုးချီကိုထည့်လိုက်တယ်နတ်ဆိုးချီတွေကတခုနဲ့တခုပေါင်းစည်းသွားပြီးတော့အလုံးအုံတန်ကိုကြီးမားလာတဲ့လက်အကြီးအဖြစ်ကိုပြောင်းလဲသွားတယ် ပြီးတာနဲ့အဲ့ဒီလက်ကြီးကရေခဲတက်ခဲမှာရှိနေတဲ့ဝင်ကဘာကိုစောက်သွင်းဖို့လုပ်တယ်။ကျွမ်းညင်သူတွေကဒါကိုမြင်သွားတာနဲ့ချက်ချင်းအဲ့ဒီလက်ကြီးကိုဝိုင်းမိသားကြတယ်။သူတို့မှရှိတဲ့စွမ်းအင်းတွေအကလုံးအသုံးပြုပြီးလက်ကြီးကိုတားတယ်။ဒါပေမဲ့ remote အကတည်းရဲ့လက်ကဒါတွေကိုလုံးဝကိုခယူမဆိုင်ဘူး။သူကဝင်ကဘာစီကိုပဲတန်းတန်းမမတ်ကိုဝင်သွားတယ်။ဒါပေမဲ့အနောက်ကနေလိုက်ပြီးတိုက်ခိုက်နေတယ်ဆိုတော့အဲ့ဒီလက်ကြီးကတစ်ချက်ဝှေ့ရန်လိုက်တယ်နဲ့ပြန်လည်မျိုးဖွားခြင်းအဆင့်ကိုတန်နှိုင်းမိတဲ့လူတွေကပါဇက်ကနေတွေးတယ်အန်ထွက်လာကြတယ်။ ပေကြီးချင်းရင်တခင်မကပြောတယ်အဲ့ဒီလက်ကိုသားပြီးတာနဲ့ရှေ့အောင်တခင်တွေကအကာအကွယ်တခုကိုဖန်သီးလိုက်ကြတယ်အဓိကကွယ်ရတဲ့အဲ့ဒီလက်ကြီးကိုခဏသာပဲသားစီလို့နိုင်တယ်တဖြည်းဖြည်းနဲ့အကာအကွယ်ကအကွဲစားပြူလာတယ်လက်ကြီးကအားထိတ်ပြီးစောက်သွုံလိုက်တာနဲ့အကာအကွယ်ကပျက်စီးသွားပြီးတခင်တွေအားလုံးကလည်းလွင့်ထွက်သွားတယ်ပါဇက်ကနေလည်းသွေးတွေအန်ထွက်လာကြတယ်သူတို့တွေကမသိရင်အတောင်ကျိုးလက်ငှက်လိုပဲခွေခွေလေးလေးနေကြတယ်ပြီးတာနဲ့အဲ့ဒီလက်ကြီးကရေခဲတုံးကြီးကိုခြေမှွန်းပြစ်လိုက်တယ် အဲ့ဒါကိုမြင်လိုက်ကြရတဲ့လူတွေအားလုံးကစိတ်ထက်ကနေတွေးလိုက်တယ်။သွားပြီးအရာအလုံးပြီးဆုံးသွားပြီးအားလုံးစိတ်နဲ့ကြားနေတဲ့အချိန်မှာပဲနှင်းပွေးနေကြားလာတယ်။ပြီးတော့အလုံးမတန်ဘူးကြောက်ကြောက်ကောင်းနဲ့အေးလိုက်နေသူရီမိုအေကရီယာလက်ကအနောက်ကိုဆုတ်သွားရတယ်။အဲ့တော့မှပျော်ရွှင်တဲ့အသံနေတဲ့သူရေခဲတခင်မှနိုးလာပြီးဆိုပြီးအကြိတ်ကြီးអော်လိုက်ကြတယ်။အေးလိုက်နေကြောင့်ပင်လယ်ကခဲသွားတယ်။ပြီးလို့ရှိရင်မိုင်းတသိန်းပတ်ဝန်းကျင်အားလုံးကအေးခဲကုန်တယ် ရင်ဝံကဘာမှမပြောဘဲနဲ့အဲဒီ remote ဧကရိယလက်ကိုပြေးပြီးတော့သူ့လက်ဝါနဲ့ရိုက်လိုက်တယ် remote ဧကရိယလက်ကအနောက်ကိုဆုပ်လိုက်ရတယ်ပြီးတော့ remote ဧကရိယလက်ဝါပေါ်မှာရေခဲတွေတက်လှပြီးတက်လှထွက်ပေါ်လာတယ်နောက်ဆုံးမှာတော့ remote ဧကရိယလက်ကြီးကအကွဲကြောင်းထဲကိုပြန်ပြီးတော့ဝင်သွားတယ်ရင်ဝံကအနောက်ကနေလိုက်သွားပြီးတော့အဲဒီအကွဲကြောင်းမှာဖြစ်နေတဲ့အပေါင်းနေရာကိုသူ့ရဲ့အေးလိုက်နဲ့ပိတ်ထားလိုက်တယ်ဟိုအပြင်ကနေအတန်တန်ထွက်ပေါ်လာတယ်အဲ့ဒါကတကယ့်ကိုဘိုးဘီလှိုင်းမယ် ဒါပေမဲ့ဒါကတင်ငင်သားဘူပိသခင်နဲ့ရှိရင်တော့အာနင်းနေတော့ပဲနှစ်ထောင်ပေါင်းများစွာကြာပြီးတဲ့နောက်မှာမင်းကကဘာပေါ်မှာအစွမ်းထက်ဆုံးလူသားဖြစ်လာပြီလားဒီအေဂရစ်ကအချိန်တလအတွင်းမှာသူ့ကိုယ်တိုင်ဆင်းသက်လာလိမ့်မယ်အဒီနေကမင်းတို့ရဲ့ကဘာကြီးပျက်စီးတဲ့နေ့ပဲပြီးတာနဲ့အတန်ရောနှစ်ဆူးချီတွေရောပျောက်ကွယ်သွားတယ်အဲ့ဒါတွေပျောက်ကွယ်သွားတော့မှရင်ဝမ်ရဲ့ဗဇက်ကနေသွေးတွေအန်ကြားလာတယ်ရင်ဝမ်ကပြီးတာနဲ့လေဘွားနေပျောက်ကြလာတော့သူ့ကိုတရရောကပွေးရှိလိုက်တယ်အဲ့ဒါကတော့လင်းတော့ပဲ လင်းသွန်ကပြန်လည်မှုဟောခြင်းဒုက္ခသုံးစွေလုံးကိုဖျက်ကျော့လို့ပြီးသွားပြီးရင်ဝံကအာနေနဲ့ပုံစံမျိုးနဲ့လင်းသွန်ကိုချိန်ပြီးတော့မေးတယ်။ရှင်ဒီကိုရောက်နေတာပဲ။လင်းသွန်ကရင်ဝံကိုဖတ်ထားရင်းနဲ့ပြောတယ်။မင်းကြာရှုံးသွားတာလား။ရင်ဝံကခေါင်းခါပြီးပြောတယ်။ဟင်းအင်းကျမအောင်မြင်တယ်။လင်းသွန်ကနားမလွန့်နိုင်စွာနဲ့မေးတယ်။အောင်မြင်တယ်ဟုတ်လား။မင်းဘာကိုဆိုလိုတာလဲ။ရင်ဝံကပြောတယ်။ရှင်ကတကယ်ပြောတဲ့အတိုင်းလုပ်ခဲ့တာပဲ။ပြန်လည်မှုဟောခြင်းအစဉ်ဒုက္ခသုံးခုလုံးကိုဖျက်ကျော့နိုင်ခဲ့တယ်။ ကျမကလောလောဆယ်တော့ဘိုးဘေးအဆင့်ကိုတကယ်မရောက်သေးဘူးလို့ပြောလို့ရတယ်။အကောင်းဘက်ကပြောရမယ်ဆိုရင်ဘိုးဘေးအဆင့်တဝက်ပဲရှိသေးတယ်။ဒါပေမဲ့ဘိုးဘေးအဆင့်နဲ့အရန်ကိုကြီးမာတဲ့ကွာဟာချက်ကြီးရှိနေသေးတယ်။အခုဆိုရင်သူတို့ကမြေပြင်ပေါ်ကိုပြန်ပြီးရောက်လာပြီးရင်ဝမ်းရဲစကားကြောင့်ဒီပေါ်မှာရှိနေတဲ့လူတွေအားလုံးကလည်းပါဇက်အဟုန်သာဖြစ်သွားတယ်။ရင်ဝမ်းပြောတဲ့စကားကိုသူတို့ကသလုံးမကိုနားမလည်နိုင်ဘူးဖြစ်နေတယ်။ရင်ဝမ်းကလင်တုံဆက်ပြောတယ်။ကျမရဲ့လက်ရှိစွမ်းအားနဲ့ရီမိုအေဂရစ်ကိုမရှင်နိုင်သေးဘူး။ သူရဲ့ခန္ဓာကိုအစစ်ကနောက်တလားအကြမှာဒီကဘာဘကိုစဉ်သက်လိုက်ရင်ကျွန်မသူ့ကိုသာလို့မရတော့ဘူးအားလုံးကလည်းစိုးရင်သွားကြတယ်ရင်ဝမန်ကပြောတယ်တကယ်တော့ဒီလိုရလက်ဖြစ်လာမယ်ဆိုတာကျွန်မသိပြီးသားပါအားလုံးရဲ့ဆွမ်းအားတွေစူးစီးထားရင်တော့ဘဒုကမှဘိုးဘေးအဆင့်တန်လန်းနိုင်အောင်မကူညီနိုင်ဘူးပြီးတော့ဒီလိုအပြင်းထန်လေးကျင်းမှုအဆင့်ကဆိုးရွားတဲ့အကျိုးဆက်တွေရှိလာမယ်စိတ်မကောင်းပေမဲ့ကျွန်မရဲ့လက်ရှိခန္ဓာကဘိုးဘေးအဆင့်ကိုမတက်လှမ်းနိုင်တော့ဘူးဘိုးဘေးအဆင့်ကိုတန်လှမ်းလန့်ဆိုတာဘယ်လွယ်ပါ့မလဲ ဒါပေမဲ့ဒီလောက်ကတော့ကျမရဲ့မြုံလင်းချက်အသွင်းမှပဲရှိပါသေးတယ်။အဲဒါကြောင့်ကျမအောင်မြင်တယ်။ဒီလိုဖြစ်လာမှာကိုချိုသီးလို့ရှင်းရကန်လန်းချက်ကိုကျမညင်လိုက်တာပဲ။လင်သွုံကမိတယ်။ဒါဆိုရင်မင်းဘာလို့ပူစီစဉ်ထားလဲ။ရှင်မဝန်ကပြောတယ်။ကျမရှင်းကိုဒုတိယမြောက်ဘိုးဘေးတိတ်ငေတာတခင်ဖြစ်အောင်လှုပ်ပေးဖို့စဉ်းစားနေတာ။မင်းကအိမ်ပြန်လာနောက်ကျတယ်။ကျွန်တော်သာအားပင်မနေလို့မလှုပ်ပေးပြစ်လိုက်ဘူး။ဒီနေ့ဗီဒီယိုဒီမှာပဲရထားမယ်။စက်သိန်းပိုင်းကိုမနက်ဖက်မှတင်ပေးမယ်။ဒီနေ့ဘိုးဘေးပိုင်းအားလုံးကျေးဇူးတင်ပါတယ်။